မင်္ဂလာပါရှင်2025ခုနှစ်မတ်လ28ရက်တောက်ကြနေ RRB မြန်မာပိုင်းသတင်းစီစဉ်စတင်နေပါပြီဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့မောင်တော်နာခခ9နှင့်နေမီ6မှအေအေတပ်ဖွဲ့ဝင်30နီးပါးထွက်ပြေးနေသည့်ဖြစ်အေအေကနေရာအနှံ့လိုက်လံရှာဖွေနေဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကျွန်မချယ်ရီဝင်းပါ ်ရခိုင်ပြည်နယ်မောင်းနှုံမြို့တိမ်ကြိုက်ပွဲအတွင်း6လစီမံကိန်းသဘောတူညီချက်ဖြင့်ခေါ်ယူလာခဲ့သည့်အေအေးတပ်သားများအနက်30နီးပါးသည်လစာမရရှိခြင်းကြောင့်ယခုရက်ပိုင်းအတွင်းထွက်ပြေးသွားခဲ့ရာအေအေးက၎င်းတို့အားအပေါင်းဖော်ရဟင်းကြားများနှင့်အတူတိတ်တဆိတ်လိုက်လန်ရှာဖွေနေကြောင်းသတင်းရရှိပါရန်ရခိုင်လက်နက်ကိုင်အေအေးသည်မောင်းနှုံမြို့နခခငါကိုအပီးပိုင်တိမ်ပိုင်ရန်နီပေါနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှတိစားတပ်သားထောင်နှင့်ချီခေါ်ယူ ူခဲ့ပါသည်၎င်းတို့အား6လစီမံကိန်းဖြစ်ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်ယခုအခါမောင်းတော်တမျိုးလုံးကိုအေးအကအဖွဲကတိမ့်ပိုက်ခဲ့တော့လေအိမ်ပြန်လို့သူများအားအိမ်ပြန်ခွင့်မပေးသည့်အပြင်လစာမရရှိသည်မှာ6လရှိနေပြီဖြစ်ပါတယ် ဆောင်းဝင်နေရဲ့အခက်ခဲများနဲ့ရင်းဆိုင်နေရသူများမိသားစုများထံငွေကြေးထောက်ပံ့မှုမပြုနိုင်ခြင်းတို့ကြောင့်စိတ်ကုန်ကလက်နက်များနဲ့အတူအချို့ကထွက်ပြေးခဲ့ကြပါတယ်။အချို့မှလက်နက်မဲ့ထွက်ပြေးခဲ့ကြပါတယ်။ထွက်ပြေးသူများသည်နီပေါ်နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအပြင်ရခိုင်ပြည်နယ်တောင်ပေါ်မှခေါ်ယူလာခဲ့သည့်တပ်သားအချို့လည်းပါဝင်ပါတယ်။၎င်းတို့အားလုံးသည်မောင်တော်နခခငါးနှင့်နယ်မြေ၆တို့မှထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်းခိုင်လုံသောသတင်းရင်းမြစ်များများသိရပါတယ်။ယခုအခါ ထွက်ပြေးသွားသည့်အေးအေးတသားများအားအပေါင်းဖော်ရဟင်းသားများနှင့်ပူးပေါင်း၍နေရာနှင့်လိုက်လံရှောက်ဖွေလျက်ရှိနေပါသည်။မိတိနေရများတွင်ထွက်ပြေးခဲ့သည့်ကိုအတိအကျပြောရန်ခက်ခဲတော်လဲယခု၃လရက်အတွင်းသတင်းမပေါက်ကြားစေရန်တိတ်တဆိတ်ရှောက်ဖွေနေကြောင်းအေးအေးကြီးကဲများနှင့်နီးစပ်သူတဦးတမတစဉ်သိရှိရပါသည်။